င်္ဂလာပါရှင်2023ခုနှစ်နိုဝင်ဘာလ15ရက်တောက်ကြနေ့ညပိုင်းလွတ်လပ်တဲ့အာရှအတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခက်ပါပါ RFA အစီအစဉ်တွေကိုမြန်မာစံတော်ညည၈နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ဆက်ပေးပါမယ်ရှင် က်စစ်တအား၃ဆွဲကနှုံးသားတွေတိုးမြင့်ကောက်ခံမှုစီစဉ်တာဟာတနင်္ဂနွေဝါပြည်သူတွေနှစ်မြတ်တတအကျိုးခံစား권ရဖို့နဲ့နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဖြစ်တယ်လို့သမရဦးသိန်းစင်ကပြောလိုက်ပါတယ်။သမရအပါအဝင်အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ဇယိတ်လစာအဆောင်အယောင်ကိစ္စလက်စစ်တအားတိုးမြင့်မဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးပြည်တော်စုလွှတ်တော်ကိုဒီကနေ့ရက်စွဲနဲ့ပေးပို့တဲ့တုံ့ဝန်လွှာမှာသမရကအခုလိုဖော်ပြထားတာပါ။ သမရရဲ့လစာငွေနဲ့ပတ်သက်ပြီးအမျိုးသားလွှတ်တော်မှာနိုဝင်ဘာလ23ရက်ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကဆွေးနွေးခဲ့ပြီးအခုလိုတုံ့ဝန်လှပေးဖို့လိုက်တာလည်းဖြစ်ပါတယ်။သမရရဲ့တုံ့ဝန်လှကိုမှတ်တမ်းတင်ထားမှာဖြစ်တယ်လို့ပြည်တော်စုလွှတ်တော်နိုင်ရကသူရဦးရှိမန်းကပြောပါတယ်။ဒီကနေ့ပြည်တော်စုလွှတ်တော်အစည်းအဝေးမှာမြန်မာနိုင်ငံရဲ့လက်ရှိနဲ့အနာဂတ်လျှက်စစ်လိုအပ်ချက်အတွက်ရည်အားလျက်စစ်ကဏ္ဍကိုကာလတိုကာလရှိအစီအမံတွေနဲ့အမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်ရေးအတွက်အစိုးရကိုတိုက်တွန်းတဲ့အဆိုကိုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးမြင့်ကတင်သွင်းခဲ့ပါတယ်ရှင်။ လာမယ့်2015ခုနှစ်မှာတနင်္ဂနွေညဉ့်ညရေးရမယ်လို့မျှော်လင့်ကြောင်းနေပြည်တော်မှာဒီကနေ့ကျင်းပတဲ့ EU မြန်မာအထူးအလုပ်အဖွဲ့ဆွေးနွေးပွဲအဖွဲ့မိန့်ခွန်းမှာသမရဦးသိန်းစင်ကထည့်သွင်းပြောကြားလိုက်ပါတယ်။ဒီနေ့ကျင်းပတဲ့ဆွေးနွေးပွဲကိုနိုင်ငံရေးစီးပွားရေးနဲ့ လွှတ်တော်ရေးရာဆိုပြီးခန္ဓာ၃ခုခွဲပြီးဆွေးနွေးခဲ့ကြပါတယ်။နိုင်ငံရေးနဲ့လွှတ်တော်ရေးရာဆွေးနွေးပွဲတွေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်။လွှတ်တော်ရေးရာဆွေးနွေးပွဲမှာဒေါ်အောင်ဆန်းစုကြည်က၂၀၀၈ဖွဲ့စည်းပုံခြေကံဥပဒေပြင်ဆင်ရေးအပြင်မြန်မာနိုင်ငံကိုငြိမ်းချမ်းတဲ့နိုင်ငံဖြစ်ဖို့အတွက်ဒီမိုကရေစီပြည်ထောင်စုပုံစံနဲ့တိုင်းရင်းသားအလုံးမျှော်မှန်းနေတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့လိုအပ်ကြောင်းဆွေးနွေးခဲ့ပါတယ်။ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်တချို့ကလည်းလက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဝန်ထမ်းတွေရဲ့အရေးချင်းကိုမြင့်တင်ပေးဖို့လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ဆွေးနွေးပွဲအပြီးမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့ EU မြန်မာပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်ရှင်။ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ American သမ္မတဟောင်း Bill Clinton ဟာအရက်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ရန်ကုန်မြို့ Park Royal Hotel မှာဒီကနေ့တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံပွဲကို88မျိုးဆက်ကျောင်းသားအဖွဲ့ AAPP နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်းနဲ့အမျိုးသမီးအဖွဲ့အစည်းတွေ၊ Islam ဘာသာရေးခေါင်းဆောင်တွေအပါအဝင်အရက်ဖက်လူမှုအဖွဲ့အစည်း20လောက်ကခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကလယ်သမားတွေရဲ့ဘဝကိုမြင့်တင်မှုနဲ့လက်ရှိဖြစ်ပွားနေတဲ့မြေယာတင်းဆက်မှုတွေကိုအကာအကွယ်ပေးနိုင်ဖို့ကျန်းမာရေးကဏ္ဍတွေမှာ Clinton Foundation အနေနဲ့ထိထိရရောက်ပူးပေါင်းကူညီနိုင်မဲ့နည်းလမ်းတွေကိုဆွေးနွေးခဲ့တယ်လို့ဒီတွေ့ဆုံပွဲတက်ရောက်ခဲ့သူတွေကပြောပါတယ်၈၈မျိုးဆက်ចောင်းသားကောင်းဆောင်ကိုကိုကြီးကလည်းနိုင်ငံတကာကောင်းဆောင်တွေမြန်မာနိုင်ငံကိုရောက်လာတာကိုမိမိရရအတုံးချပြီးနိုင်ငံအပြောင်းအလဲရဲ့စိန်ခေါ်မှုတွေကိုပူးပေါင်းဖြည့်ရှင်းဖို့လိုအပ်တယ်လို့သတင်းထောက်တွေကိုပြောပါတယ် မြန်မာနိုင်ငံကအကျဉ်းထောင်18ခုကနိုင်ငံရေးအကျဉ်းသား69ကိုပြစ်မှုဆိုင်ရာကြံ့တုံးဥပဒေပုံမှ401မြင်းဆောင်တရားတမရဦးသိန်းစင်ရဲ့အမိန့်နဲ့ဒီနေ့ပြန်လွှတ်ပေးလိုက်ပါတယ်။ RFA သတင်းထောက်ကိုနေမျိုးထွန်းကတင်ပြထားပါတယ်ရှင်။ဒီကနေ့အကျဉ်းထောင်18ခုကလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသား69ဦးထဲမှာတရားမဝင်စီတန်းလှည့်လည်ခြင်းပုံမှ18နဲ့အကျဉ်းကျနေသူတွေပုံမှ905ခါခွေးနဲ့အကျဉ်းကျနေသူတွေနိုင်ငံတော်ပုံကံမှုပုံမှ1111နဲ့အကျဉ်းကျနေတဲ့ ဥနေဝင်းရဲ့မြေဥကြော်နေဝင်းနဲ့ဥအေးနေဝင်းတို့ပါဝင်ပါတယ် တရားခံမဟုတ်ဖဲထောင်ချခံခဲ့ရတဲ့အတွက်အယံမဲနေနာခဲ့ရတယ်လို့မန္တလေးဥပ္ပိုလ်အကျဉ်းထောင်ကဒီကနေ့လွတ်မြောက်ခဲ့တဲ့ဖောက်ခွဲမှုနဲ့ဖမ်းဆီးထောင်ချခံလိုက်ရတဲ့ကိုဆိုင်မိုးဟိန်ခေါ်အိုက်လျံကအခုလိုပြောပါတယ်ကျွန်တော်ကဒါနေနာပါတော့ကျွန်တော်ခြောင်လာတယောက်ပဲသူရနေ့ခြောင်လာဒီနာပေါ်မှာဟုတ်မဟုတ်ပဲဆူဆာခံရတေးခံဖြစ်တော့မလားအစိုးရနဲ့အစိုးရနဲ့ဟိုတနေ့ကနိုင်ငံကြားတယ်ကျွန်တော်ကမဟုတ်ပြည်သူကလက်ကားချခံရတယ်ကွာ ဒီကနေ့အိုးဘိုကျင်းထောင်ကနေပုံမှန်78ပုံမှန်905ခါခွေးနဲ့အကျဉ်းကျခံနေရတဲ့ဒေါ်နော်အုံးလာမတရားအသိအဥပဒေပုံမှန်71အပြင်ဖောက်ခွဲမှုစတဲ့ပုံမှန်တွေနဲ့အကျဉ်းကျခံနေရသူ10ဦးလွတ်မြောက်ခဲ့ပါတယ်။ရခိုင်ပြည်နယ်စစ်တွေမြို့မှာမွတ်စလင်ဒုက္ခသည်တွေအတွက်တူရကီနိုင်ငံရဲ့အကူအညီနဲ့လုံချင်းနေအိမ်တွေဆောက်လုပ်ပေးမဲ့ကိစ္စကိုကန့်ကွက်ဆန္ဒပြခဲ့တာကြောင့်ပြီးခဲ့တဲ့အောက်တိုဘာလက13လချမှတ်ခံရသူတွေလည်းဒီနေ့လွတ်မြောက်လာခဲ့ပါတယ်။ စစ်တွေအချင်းထောင်ကနေဒီနေ့လွတ်မြောက်ခဲ့တဲ့ဒေါ်ညိုအေးကအခုလိုပြောပါတယ်လွတ်ပြေးတဲ့အပေါ်မှာတော့ကျမတို့အနေနဲ့တော့ပွင့်လင်းပြောရင်ကျေးဇူးတင်ကြစီရဘာမှမရှိပါဘူးနဂိုရဲအမကျမတို့မှာဘာဖြစ်မှမရှိဘူးလေလက်ကျန်နိုင်ငံရေးအကျဉ်းသားစီစီရေးကော်မတီအနေနဲ့ဒီဇင်ဘာလအကုန်မှာနိုင်ငံရေးအကျဉ်းသားတွေအလုံးလွတ်မြောက်နိုင်အောင်စူးစမ်းနေတယ်လို့ကော်မတီဝင်ဥက္ကူကြီးကပြောပါတယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်တို့ပြီးခဲ့တဲ့နိုင်ငံရေးအကျဉ်းသားလက်ကျန်နိုင်ငံရေးအကျဉ်းသားစီစီရေးကော်မတီဆွေးနွေးပွဲတွေရရလက်ပါအဲ့တော့ကျွန်တော်တို့လည်းအတက်နိုင်ဆုံး ဒီနိုင်ငံရေးအကျဉ်းသားတွေကိုဟိုမြန်နေတဲ့လောက်မြန်မြန်လွတ်မြောက်ဖို့အတွက်ကိုကျွန်တော်တို့လည်းဒီဘက်မှာလည်းကောမဒီမှာဆွေးနွေးနေကြတာတွေရှိပါတယ်။မန္တလေးအိုးဘိုအကျဉ်းထောင်ကနေလွတ်မြောက်လာသူတွေတဲကလက်ဘရောင်းတောင်ရေးမှာပါဝင်ဆောင်ရွက်ခဲ့လို့ပုံမှန်78ပုံမှန်905ခါခွေးတို့နဲ့အကျဉ်းကျခံနေရပြီးဒီနေ့လွတ်မြောက်လာတဲ့ဒေါ်နော်အုံးလှကသူ့အနေနဲ့ဆောင်ရွက်ဆရာရှိတာဆက်လက်ဆောင်ရွက်သွားမယ်လို့အခုလိုပြောပါတယ်။အနီလုံနေကြလို့ပေါ့လား။ ကိုလွတ်ခဲ့အဲအဲဟာဆောင်းချက်လောက်မှာပေါ့လွတ်ဒီကနေ့လွတ်မြောက်လာတဲ့အကျဉ်းသား69ဦးမှာအင်းစိန်ထောင်က3ဦးညင်းကြံထောင်က3ဦးမန္တလေးထောင်က10ဦးတာယာဝတီထောင်က2ဦးတောင်ငူထောင်က6ဦးရွှေဘိုထောင်က4ဦးမုံရွာထောင်က2ဦးညကြီးနားထောင်က5ဦးဗမော်ထောင်က2ဦးနဲ့ကြောက်ဖြူထောင်က10ဦးစတဲ့အကျဉ်းထောင်တီးတီးကနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ခဲ့တာပါ နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက် လူငင်းချမ်းသာကွန်းတွေပေးခဲ့တာဟာ2011ခုနှစ်ကစပြီးအခုချိန်ထိ73ချိန်မြောက်ပေးခဲ့တာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ RFA သတင်းတော်ကိုနေမျိုးထွန်းတင်ပြသွားတာပါ မွန်ရွာခရိုင်ဆလင်းကြီးမြို့နယ်လဘရောင်ဒေသမှာတရုတ်ဝန်ပောင်ကုမ္ပဏီနဲ့ဥပိုင်ကုမ္ပဏီပူးတွဲလုဆောင်နေတဲ့ကျင်းနေစီမံကိန်းနေရာဖြစ်တဲ့မိုးချိုးပြင်တောင်ရွာမှာမင်းညာကရွာသားတွေကိုရဲတပ်ဖွဲ့ကတနက်နက်ပြစ်လူစုခွဲတဲ့အတွက်အမျိုးသမီးတယောက်အပါအဝင်စုစုပေါင်း9ယောက်ဒဏ်ရာရသွားတယ်လို့သတင်းရရှိပါရတယ်။ရဲတပ်ဖွဲ့ကရွာထဲဝင်ဖို့စ조사ခဲ့တဲ့အတွက်ရွာသားတွေကအဝင်မခံမဲတားဆီးရာကနေပြစ်ခတ်တဲ့အဆင့်အထိပြစ်သွားခဲ့တာလို့အဲ့ဒီနေရာကိုသတင်းယူဖို့ရောက်နေတဲ့ဂျာနယ်သတင်းထောက်တွေက RFA ကိုပြောပါရတယ်။ မိုးချိုးပြင်ပသိမ်မုံရလမ်းမထိတ်မှာရွာသားတွေကရဲတွေကိုတားမြစ်တဲ့အချိန်မှာနောက်ထပ်ရဲအင်အားတွေရောက်လာပြီးနောက်တနက်နဲ့28ချက်လောက်ပြစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ဒဏ်ရာရသွားတဲ့ရွာသားတွေကစေယုံတက်ကုသရင်ဖမ်းဆီးအေးအေးယူခံရမှာစိုးတဲ့အတွက်ရွာထဲမှာပဲကုသနေတယ်လို့ဆိုပါတယ်။ရွာသားတွေကလေးကွာနဲ့ပြစ်ခတ်တဲ့အတွက်လဲရဲတချို့ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ ဒီကနေ့ရရှိတဲ့သတင်းတွေအရမိုးကြိုးပြင်တောင်ရွာမြောက်ရွာအလဲရွာနဲ့ဆယ်တဲရွာက ရွာရာနဲ့ချီတဲ့ရွာသားတွေစုဝေးပြီးဆန္ဒပြခဲ့ကြတယ်လို့လည်းသိရပါတယ်ရှင်။မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ OIC အစ္စလာမစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စားလှယ်တွေဒီကနေ့ရခိုင်ပြည်နယ်စစ်တွေမြို့ကိုရောက်ရှိလာချိန်မှာဒေသခံရခိုင်တိုင်းရင်းသားတွေကဆန္ဒပြခဲ့ကြပါတယ်။ RFY တို့သူမတ်တင်းတီရီကတင်ပြထားပါတယ်ရှင်။ အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက် OIC ဖွဲ့ကကိုယ်စားလှယ်ကမြန်မာအစိုးရဖွဲ့ဝင်တွေနဲ့တူဒီကနေ့မနေ့ပိုင်းကစစ်တွေမြို့ကိုရောက်ရှိတာပါတယ်သူတို့ကိုရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးလာမောင်တွေနဲ့ပြည်နယ်အစိုးရဖွဲ့ဝင်တွေကကြိုးဆူကြပါတယ်အဲ့နော် OIC ဖွဲ့ဝင်တွေကိုရခိုင်ပြည်နယ်စိုးရကလက်တလောလူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်ပေါတိုးမြို့နယ်အပါအဝင်ဘူးတီတောင်မောင်တော်မြို့နယ်တွေကအခြေအနေတွေနဲ့ မွတ်စလင်ဒုက္ခသည်စကန်နီကအခြေအနေတွေကို ရှင်းပြသွားတယ်။အဲ့နောက်ဦးအရှိကူတဲ့ဖွဲ့ဟာမွတ်စလင်အများစုနေထိုင်တဲ့ဘူးသီးတောင်မောင်တော်မြို့ကိုထွက်ခွာသွားပါတယ်။ဒီကနေ့ဦးအရှိကူတဲ့ဖွဲ့စစ်တွေမြို့ကိုရောက်ရှိတဲ့ချိန်မှာပဲစစ်တွေဒီစိတ်အပြင်ဘက်မှာဒီသက်ကရခိုင်တိုင်းသားတွေကဆန့်ကျင်ဆန္ဒပြကြပါတယ်။ ို့စဉ်းစားပေးဖို့မလိုဘူးဒါကြောင့်မလို့မားတို့က OIC ဆိုရင်အလိုမရှိဘူးကျွန်တော်ဒီလိုဆန္ဒပြတဲ့အချိန်မှာဟောကျွန်တော်ဒေသခံရခိုင်တိုင်းသားတွေကတကယ်မလိုလားရဘူးဆိုတဲ့ဟာကိုသူတို့တိတယ်တိတယ်အတိနဲ့သူတို့ကသူတို့ကသူတို့ခီးစင်မပါတဲ့ဒီဘူးတရာမောင်ရောမြေပုံအဲ့နေရာတော့မတော်ပင်နဲ့သူတို့ကပြန်လို့ရှင်နဲ့ဆန္ဒပြပါတယ်လာဒီ OIC ကိုလည်းဖွဲ့လာတာကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကိုရန်ကုန်မြို့မှာလည်းပဲဒီကနေ့ပြုလုပ်ကြပါတယ် မင်းနိုင်ငံတွေကမြမရေမြေပေါ်ဒုထနေ့ရခိုင်ဒေသမှာလက်ရဒေသကနေပြီးတော့နိုင်ငံတော်ရဲ့လုံခြုံရေးအားနည်းတာကိုခွင့်ကောင်းယူပြီးတော့ကျူးကျော်လာပါတယ်ကျူးကျော်လာတဲ့ပမာသူတို့ဟာမြမရေမြေပေါ်မှာနေထိုင်ရုံနဲ့မကဘူးမြမရေကိုတော့မြမမြေကိုယူပြီးတော့မှမြမတိုင်းရင်းသားတွေကိုနှီးမြှုပ်ဆုံနဲ့ရက်စက်နှိပ်စက်မှုတွေရှိတာတယ်အဲ့ဒါဟုတ်ပါလားခင်ဗျဟုတ်ပါတယ်ဒီချိန်ထဲမှာပဲမန္တလေးမြို့ပဲခူးမြို့တောင်ကြီးလာရှို့ မိထီလာပသိမ့်နဲ့နေမျိုးတချို့မှာ OIC ဖွဲ့ကိုဆက်ရင်တဲ့ဆန္ဒပြပွဲတွေပြုလုပ်ကြပါတယ်ခင်ဗျာ RFA ဝိုင်းတော်သားဥပအောင်တင်ပြသွားတာပါရှင် OIC အဖွဲ့အနေနဲ့မြန်မာနိုင်ငံအတွင်းလူသားချင်းစာနာတဲ့အကူအညီပေးရေးကိစ္စတွေကိုတိုးမြှင့်ဆောင်ရွက်ရေးအတွက်အစီအစဉ်တစ်ခုချမှတ်ဖို့တူရကီနိုင်ငံသားရေးဝန်ကြီးအာမက်ဒါဘူတိုဂလူးကမနေ့ကအဆိုပြုလိုက်ပါတယ်။ဒီအစီအစဉ်ဟာ OIC နဲ့မြန်မာနိုင်ငံအကြားခိုင်မာတဲ့ဆက်သွယ်ရေးတိစောက်ဖို့နဲ့ဆွေးနွေးညှိနှိုင်းတဲ့နည်းလမ်းတစ်ခုဖန်တီးဖို့ဖြစ်တယ်လို့မြန်မာနိုင်ငံသားရေးဝန်ကြီးဥက္ကဋ္ဌမောင်လင်းနဲ့တွေ့ဆုံခဲ့တဲ့တူရကီနိုင်ငံသားရေးဝန်ကြီးက AA သတင်းဌာနကိုမနေ့ကပြောခဲ့တာပါဒီအစည်းအဝေးထဲမှာယုံကြည်မှုတိစောက်ရေးဆောင်ရွက်ချက်တစ်ခုအဖြစ်နိုင်ငံတကာဗုဒ္ဓဘာသာမွတ်စလင်ညီလာခံတရက်ကျင်းပရေးလည်းပါဝင်တယ်လို့တူရကီနိုင်ငံသားရေးဝန်ကြီးကပြောပါတယ် အဖွဲ့ဝင်နိုင်ငံပေါင်း58နိုင်ငံပါဝင်တဲ့ OIC ဟာကုလသမဂ္ဂပြီးရင်ဒုတိယအကြီးဆုံးနိုင်ငံပေါင်းစုံအစိုးရတွေပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါရဲ့ရှင်။အင်းစိန်ထောင်မှာအကျဉ်းချခံနေရတဲ့ကိုထင်ကျော်ကိုငင်းချန်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုံမှ18နဲ့တာမွေမြို့နယ်တရားရုံးကဒီနေ့ထောင်နဲ့6လအမိန့်ချမှတ်လိုက်ပါတယ်။ကိုထင်ကျော်ဟာလေဗရောင်းတောင်အရေးဆန္ဒပြမှုကြောင့်ဖမ်းဆီးခံရတူတွေကိုလွှတ်ပေးဖို့ဆန္ဒပြခဲ့တဲ့အတွက်မြို့နယ်၅မြို့နယ်မှာတရားစွဲဆိုခံရတာပါ ကိုထင်းကျော်ကိုပြီးခဲ့တဲ့အောက်တိုဘာလမှာမင်္ဂလာတောင်ညွတ်ညွတ်နယ်တရားရုံးကနေထောင်နှံ6လအမိန့်ချမှတ်ခဲ့ပြီးဒီနေ့တောင်ပင်ညွတ်နယ်ကအမိန့်ချလိုက်တာပါ အလားတူပဲတင်ငန်းကျွန်းပပေးတန်းကြောက်တရာစတဲ့မြို့နယ်တွေကလည်းကိုထင်ကျော်ကိုပုံမှန်18နဲ့တရားစွဲဆိုထားပါဗျ။ဒီတော့တွင်မှာပဲပုံမှန်18ဖြစ်သိမ်းပေးဖို့နဲ့လေဒီဆရာတော်ဘုရားကြီးရဲ့တင်တော်ကိုထိမ့်သိမ်းဆောက်ရှောက်ပေးဖို့ပြီးခဲ့တဲ့ဩဂုတ်လကရန်ကုန်မြို့တော်ခမ်းမရှိမှာဆန္ဒပြခဲ့တဲ့ Generation Youth ငွေမျိုးဆက်သစ်လူငယ်များအဖွဲ့ကကိုကျော်သူကိုလည်းကြောက်တရာမြို့နယ်တရားရုံးကထောင်ဒဏ်3လဒါမှမဟုတ်ငွေဒဏ်1000ပေးဖို့ဒီကနေ့အမိန့်ချမှတ်လိုက်တဲ့အတွက်ကိုကျော်သူကဒဏ်ငွေ1000ပေးဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။ ဒီညအတွက်သတင်းကဏ္ဍကိုဒီမျှနဲ့ရင်နာဝင်ပြပါရှင် RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်မကြာခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါကျမတို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ထုတ်လွှင့်နေပါတယ်ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရရှင် RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်ပေးမှာပါနေပြည်တော်မှာကျင်းပတဲ့ EU မြန်မာအထူးအလုပ်အဖွဲ့အစည်းအဝေးအပီညနေပိုင်းမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးပူးတွဲကြေညာချက်တရက်ထုတ်ပြန်လိုက်ပါတယ်ညနေပိုင်းမှာ EU ဖွဲ့ဒုတိယဥက္ကဋ္ဌ Catherine Ashton နဲ့တမရရုံးဝန်ကြီးဦးစိုးသိန်းတို့ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်အပြည့်အစုံက RFA သတင်းထောက်ကိုမျိုးစောကိုကတင်ပြထားပါတယ်ရှင် EU မြန်မာဆွေးနွေးပွဲ EU မြန်မာ Task Force ပူးတွဲကြေညာချက်မှာဒီကထားဖော်ပြထားတာကမြန်မာနိုင်ငံမှာပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက်နိုင်ငံရေးအရာတွေးဆောင်ဆွေးနွေးဖို့လိုအပ်ကြောင်းနဲ့တချိန်တည်းမှာပဲလွှတ်တော်ကနေ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်သုံးသပ်နေတာတွေကိုထောက်ခံကြောင်းပါရှိပါတယ်။ဒါအပြင်ခေတ်မီတဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဆိုရင်ပါလီမန်တွေဟာအရေးကြီးတဲ့အခန်းကဏ္ဍကရှိနေကြောင်းပြောထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေကိုလည်း EU မြန်မာဆွေးနွေးဘက်ကနေကန့်ကွက်ကြောင်းလည်းဖော်ပြထားပါတယ်။ဒီနေ့ညနေသတင်းစာရှင်းလင်းပွဲမှာ EU အကြီးအကဲ Catherine Ashton ကနှစ်ဖက်ဆွေးနွေးမှုတွေကိုအကျဉ်းချုပ်ပြီးရှင်းပြခဲ့တာပါ။၂005ခုနှစ်မှတိုင်ခင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာအရေးကြီးတယ်လို့ဆွေးနွေးချက်ထဲမှာပါတဲ့အတွက်အဲ့ဒီအပေါ်ဘလို့မြင်ပါသလဲလို့ EU ဥရောပသမဂ္ဂဒုတိယဥက္ကဋ္ဌ Lady Catherine Ashton ကို RFA ကမေးမြန်းရမှာအခုလိုဖြေပါတယ်။ I'm very much on the business လာမယ့်2015ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ရမယ်ဆိုတာယုံကြည်ပါတယ်။ပြီးခဲ့တဲ့နှစ်ရက်တာဆွေးနွေးပွဲမှာလည်း2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီးအချိန်တော်တော်များများဆွေးနွေးဖြစ်ပါတယ်။ကျွန်မအသေးချပြောနိုင်တာကလာမယ့်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်အစိုးရဘက်ကအသေးချချိုးပန်းနေတယ်လို့လည်းပြောနိုင်ပါတယ်လို့ EU ဥရောပသမဂ္ဂဒုတိယဥက္ကဋ္ဌလေဒီအက်စတွန်ကပြောခဲ့တာပါ။ စီဝါရေးပြုပြင်ပြောင်းလဲမှုမှာ EU ဟာလာမယ့်2014ကနေ2029ခုနှစ်အတွင်းနှစ်စဉ်အမေရိကန်ဒေါ်လာတန်း90အကူအညီပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် EU နိုင်ငံတွေကအသေးစားနဲ့အလက်စားကုမ္ပဏီတွေမြန်မာနိုင်ငံရဲ့တွင်းထွက်သံစာတတွေမှာယင်းနှီးမြှုပ်နှံလိုကြတယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမှာတရုတ်နိုင်ငံကကုမ္ပဏီတွေတွင်းထွက်သံစာတတွေမှာယင်းနှီးမြှုပ်နှံမှုများနေတာကြောင့် EU ကကုမ္ပဏီတွေအတွက်ကြံမာသေးသလားလို့ဝန်ကြီးဦးစိုးသိန်းကိုမေးရမှာအခုလို့ဖြေပါတယ်။ for the Chinese concern. At present, only two, two, three mines and mine. တကယ်တော့တရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားတာလဘရောင်းတောင်အပါအဝင်နှစ်ခုလောက်ပဲရှိပါတယ်။အားလုံးသိတဲ့အတိုင်းမြန်မာနိုင်ငံဟာတန်စာထကျွဲဝပြီးတွင်းထွက်တွေကလည်းချန်နေသေးတဲ့အတွက် EU ကုမ္ပဏီတွေအတွက်ရှိနေပါတယ်လို့ပြောရမှာပါ။ EU ကုမ္ပဏီတွေကလည်းတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ရင်းနှီးမြှုပ်နှံမှုကိုသာလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။ ဒါအပြင်ဒီနေ့နေ့လယ်ပိုင်းက EU အဖွဲ့ရဲ့စီးပွားရေးလုပ်ငန်းတီထွင်ကြံစည်မှုဆိုင်ရာဒုတိယဥက္ကဋ္ဌဖြစ်သူအန်တိုနီယိုတာရာနီယာလည်းသူ့အတွက်မြန်မာနိုင်ငံဟာဈေးကွက်အစ်စ်ဖြစ်ကြောင်းသူတို့ယင်းနှိမ့်မြှုပ်နှံမှုတွေမှာအသေးစားနဲ့အလက်စားတွေကိုသာဦးစားပေးထားကြောင်းသူတို့ယင်းနှိမ့်မြှုပ်နှံမှုတွေမှာလည်းမြန်မာနိုင်ငံကပညာတတ်လူငယ်တွေကိုသာအလုပ်ခန့်သွားမှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ခင်ဗျာအရဖီဒရင်တော့ကိုမျိုးစော်ကိုတင်ပြသွားတာပါရှင် ဒီကနေ့နေပြည်တော်မှာတကပိတ်ကျင်းပခဲ့တဲ့ EU မြန်မာအထူးလုပ်ငန်းအဖွဲ့ရဲ့လွှတ်တော်ရေးရာဆွေးနွေးပွဲမှာတဘာတဘာပတိအဖြစ်ပြည်တော်စုလွှတ်တော်နာယကသူရဥရွှေမန်းကအဖွဲ့မင်ကွန်ပြောကြားခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်လည်းတက်ရောက်ဆွေးနွေးခဲ့ပါတယ်။ RFA သတင်းတောက်ကိုကျော်ထွန်းနိုင်ကတင်ပြထားပါတယ်ရှင်။မြန်မာနိုင်ငံနိုင်ငံရေးစီးပွားရေးအပြောင်းအလဲတွေမှာ EU အဖွဲ့ကအကူအညီပေးနိုင်မှုနဲ့နှစ်ဖက်ပူးပေါင်းအကျိုးတူဆောင်ရွက်ဖို့အတွက်နေပြည်တော်မှာဒုတိယမြောက်နေ့ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပါလီမန်ရေးရာစီးပွားရေးစတဲ့ခေါင်းစဉ်၃မျိုးနဲ့သွေးနွေးခဲ့ကြရမှာပါလီမန်ရေးရာသွေးနွေးပွဲမှာပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းကအပွင့်မိန်ခွန်းပြောကြားခဲ့ပါတယ်။သူ့ရဲ့မိန်ခွန်းမှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာရေးဆွဲခဲ့တဲ့အချိန်ကာလအရပြောရရင်ကိုက်ညီမှုရှိကြောင်းလက်ရှိတရားဥပဒေစိုးမိုးရေးတည်ငြိမ်အင်ဂျင်ရင်းနဲ့ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့လိုအပ်ကြောင်းအခုလိုပြောခဲ့ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေဒေသကုန်းကကျောင်းနေပြီ မနက်ကတည်းကအားကိုအကြီးကြီးအဆင်းနဲ့ဖြစ်ပါတယ်။ဘုရားကြာခံရဲ့တောင်းချစ်ပတ်လို့ရှိတာဖြစ်ပြရတယ်။အဲ့ဒီကတန်းချိန်တုန်းကတော့အဲ့ဒီခေတ်တည်းကလည်းဒီအချိန်တွေနဲ့ကျွန်တော်တို့ရဲ့အချိန်တွေဒီလိုပဲကျွန်တော်ဖြစ်ပါတယ်။အကြာကြဲတဲ့အချက်လေးတွေတော့ဒိုင်နာစီတို့ဒီလိုမျိုးအမျိုးသားပြန်တဲ့နေ့ ရားဝင်ဆုံးမွေးခြင်းနဲ့ဒီနေ့ညရဲ့ယဉ်ကျေးရေးတွေရရှိတဲ့ဆိုလို့ရှိတာရရှိလို့ရဆိုလို့ရှိတာဘယ်လိုချင်တာဟုတ်ပြီလို့ထင်တယ်ဝိညာဉ်ဆုံးတက်ပြီးတော့ပိုရိကာပြင်းစင်ဘာလို့လိုရလဲသူကအိုရှင်မန်စကားပြောပြီးမှ EU ကိုယ်တိုင်တွေ EU နိုင်ငံတွေကစီးပွားရေးလုပ်ငန်းရှင်တွေမြန်မာနိုင်ငံကလွှတ်တော်ကိုယ်စားလှယ်တွေနဲ့အရက်ဖတ်လူမှုအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေသွေးနွေးပွဲကိုတကားပိတ်ဆက်လက်ကျင်းပခဲ့ပါတယ်။အစည်းအဝေးကိုမြန်မာအင်္ဂလိပ်နှစ်ဘာသာနဲ့တကားပိတ်သွေးနွေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီသွေးနွေးပွဲကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါအောင်ဆန်းစုကြည်လည်းတက်ရောက်ခဲ့ပါတယ်။ဒေါအောင်ဆန်းစုကြည်ကလက်ရှိမြန်မာနိုင်ငံမှာဒီမိုကရေစီစနစ်ဆက်စစ်ကိုကူပြောင်းနိုင်မှုဆိုရင်တရားစီရင်ရေးမှန်နိုင်လွတ်လပ်ဖို့လိုအပ်ကြောင်းသွေးနွေးခဲ့ပါတယ်။လက်ရှိတရားစီရင်ရေးဟာအောက်ချုပ်ရေးမှန်နိုင်ရဲ့ဟောသာလွှမ်းမိုးမှုအောက်မှာသာရှိနေသေးကြောင်းအတော်များများကိစ္စ တွေကိုမသွင်းသွင်းလိုကြပေမဲ့ရှောင်လွဲလို့မရကြောင်းလည်းပြောကြားခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာတည်ငြိမ်ရေးဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်ရမှာဖြစ်ကြောင်းမိမိတို့ပြည်သူတွေယုံကြည်ထားတာကအဲ့ဒီအချက်တွေပြည့်စုံဖို့ဆိုရင်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရမှာဖြစ်ကြောင်းလည်းဖြင့်ပြခဲ့ပါတယ်။သူနေဘွဲ့ပြီးမှာတော့အဲ့ဒီသူနေဘွဲ့ကိုတက်ရောက်ခဲ့တဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးထေးဦးကိုဘလို့အချက်တွေသူနေပြစ်ခဲ့တယ်ဆိုတာမြင်မြင်ရမှာတော့ဦးထေးဦးကလွတ်တော်ကိုယ်စားလှယ်တွေအရေးသွင်းမြင့်တင်ဖို့သူနေပြစ်ကြောင်းပြောပါတယ်။ရည်ချင်းပုံမှန်ခိုင်မာရေးပေါ့။အဲ့ဒါကိုကျွန်တော်အဓိကထားပြီးဆွေးနွေးတာပေါ့။လွတ်တော်ဆိုတာကနိုင်ငံအတွက်အကျိုးရှိတဲ့ဥပဒေကိုပြည်စုပါ ဥရီတွေပြုစုရတယ်ဆိုတာတွတ်တော်တိုင်းမှာဒီဒီတာဝန်ကရှိတယ်အဓိကတာဝန်ရှိတယ်။ဒါကြောင့်ဒီတာဝန်ကိုကျွန်တော်တို့ကပြုစုကြတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲတွတ်တော်မှာရှိတဲ့ကိုယ်တယ်တွေရဲ့အရေးချင်းတွေမြင်လို့ရတယ်။ဟုတ်ကဲ့ကျွန်တော်အရေးကြီးတဲ့အချက်အလက်တွေလည်းပါတော့ဘာကုန်းက constitution ပြင်မယ်ဆိုတဲ့ကိစ္စတွေနဲ့ပတ်သက်တယ်။သူတို့ရဲ့တော့သူတို့ရဲ့အတွေ့အကြုံသူတို့ပြောတာပေါ့။သူတို့နိုင်ငံရဲ့အတွေ့အကြုံပြောတာပေါ့။ ူနေပွဲကိုတက်ရောက်ခဲ့တဲ့ဤသူလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန်ကလွှတ်တော်ဝန်ထမ်းတွေအရေးသွေးမြင့်တင်ပေးဖို့အပါအဝင်နိုင်ငံရေးစနစ်တစ်ခုအပြောင်းလဲမှာလက်တွေ့ကျကျစဉ်းစားကြဖို့ဆွေးနွေးကြတဲ့အကြောင်းကိုလည်းအခုလိုပြောပါတယ်ကျွန်တော်ကဂျာမနီကိုကိုစားပြုတဲ့ EU မျိုးသမီးရဲ့သင်ပြချက်ကိုကျွန်တော်ကျွန်တော်တို့နိုင်ငံရဲ့ခြေနေနဲ့လက်တွေ့ကြတာပေါ့ ။ဟာသူကကုစားပြုမှုဆိုတဲ့ဟာလေးကိုပြောရတယ်။သူကုစားပြုမှုကုတီသားနဲ့ဟာဒီရဒီဒီသားရဲ့စိတ်ကုစိတ်သားနဲ့ဥရောပနဲ့ဘလို့ပေါင်းစပ်ပြီးတော့ဥပဒေလုပ်ပြီးဆိုတာရဲ့ပေါ့။ဟာဒီပြောတဲ့အထက်မှာလွတ်တော်ရုံဝန်သားနဲ့ရည်သွေးမြင့်ပေးရမယ်ဆိုတာကတော့အမှန်ဆုံးပါပဲ။ဟာဒီရုံဝန်သားနဲ့ရည်ချေမြင့်ပေးနိုင်ရင်တော့ဒါကျွန်တော်တို့နိုင်ငံတို့လိုအပ်တာပေါ့။အဲနောက်တစ်ခုကတော့ကုဆန္ဒကြီးပဲတဲ့ပြောလို့မရဘူးပေါ့။ဟာအခုပဲယူမေးနီးယားကဖြစ်ပါတယ်။ ်နော်သူတို့တိုင်းပြည်ရဲ့ပြောင်းလဲကိုမျိုးဆက်30လောက်အခြေယူရတယ်လို့ပြောရတာရှိတယ်။နော်ကျွန်တော်တို့တိုင်းပြည်မှာတော့ကျွန်တော်တို့ကချက်ချင်းလည်းငင်းကြီးပြောင်းကျင်တယ်ဆိုရင်တော့ဘာပြည်ရဲ့အရှိနိုင်ငံရေးတရားကိုကျွန်တော်တို့နှစ်20အတွေ့အကြုံရခဲ့ပါတယ် EU ဥရောပသမဂ္ဂဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးစတဲ့အခန်းကဏ္ဍတွေဖွံ့ဖြိုးတိုးတက်အောင်ပူးတွဲဆောင်ရွက်သွားမယ်လို့ပြောရမှာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီစနစ်အပြောင်းလဲဘယ်လိုဖြစ်လာမလဲနိုင်ငံတကာအတွေ့အကြုံတွေကဘာလဲအပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လွတ်တော်အသီးသီးရဲ့အားနည်းချက်အားသာချက်တွေကိုလည်းသွေးနွေးခဲ့ကြပါလိမ့်ခင်ဗျာ ငင်းချမ်းရေးတိဆောက်မှုမှာအရေးကြီးတဲ့အချက်ဟာစိန်ခေါ်မှုအခက်ခဲတွေကြုံရတိုင်းမဖြစ်နိုင်ပါဘူးဆိုပြီးဘယ်တော့မှလက်လျှော့ရှုံးမပေးလိုက်ဖို့ပဲဖြစ်ပါတယ်လို့ဒီကနေ့ရန်ကုန်မြို့မြန်မာငင်းချမ်းရေးစင်တာမှာကျင်းပတဲ့ဟောပြောပွဲမှာဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲကပြောကြားလိုက်ပါတယ်။ RFA Wine.da ကိုကျော်မင်းထွန်းကစုစည်းတင်ပြထားပါရရှင်။ မြန်မာနိုင်ငံကိုခင်းရောက်ရှိနေတဲ့ဂျီတေဝင်းဇေဟောင်တိုနီဘလဲဟာမြန်မာနိုင်ငံကပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့အရက်ပဲလူမှုအဖွဲ့အစည်းရာကိုယ်စားလှယ်တွေကိုမြန်မာငင်းချင်းစင်တာမှာတွေ့ဆုံပြီးငင်းချင်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတစ်ခုပြုခဲ့ပါတယ်။ဒီလိုတွေ့ဆုံဟောပြောပွဲမှာမစ္စတာဘလဲကဒီတိုင်းနိုင်ငံမှာရောက်ပိုင်းအိုင်ယာလန်မှာဖြစ်ပျက်ခဲ့တဲ့နိုင်ငံရေးလူမှုရေးဘာသာရေးစတဲ့ကြေညာတွေကိုဖြည့်ဆင်းဆောင်ရွက်ခဲ့တဲ့သူ့အတွေ့အကြုံတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ to draw a little bit on my experience, particularly with the process in Northern Ireland. ဒီနေရာမှာမြောက်ပိုင်းအိုင်ယာလန်ငြိမ်းချမ်းလုပ်ငန်းစဉ်မှာပါခဲ့ပြီးကျွန်တော်အတွေ့အကြုံကိုအနည်းငယ်ပြောချင်ပါတယ်1998ခုနှစ်ကဒီတေဝန်ကြီးချုပ်ဖြစ်ကျွန်တော်တာဝန်စတင်ထမ်းဆောင်တဲ့အချိန်ကမြောက်ပိုင်းအိုင်ယာလန်နဲ့ငြိမ်းချမ်းရေးလုပ်နိုင်လိမ့်မယ်လို့ဘယ်သူကမှထင်မထားခဲ့ပါဘူးလို့မစ္စတာတိုနီဘလက်ကပြောပါတယ် And I remember we had a situation when people in the unionist position would not even sit in the same room ကျွန်တော်အမေရအမေဆက်ပါတယ်။ဒီတင်ဒီမာကြီးနဲ့ပူပေါင်းလို့သူတွေကကွဲထွက်ပြီးတော့တတိပုဂ္ဂလနိုင်ငံတဲ့ထူထောင်ခြင်းသူတွေနဲ့အခန်းတစ်ခန်းနဲ့အဆောက်အဦတစ်ခုတည်းမှာတောင်အတူတူမနေနိုင်ကြပါဘူး။ကျွန်တော်ဝန်ကြီးချုပ်ရာတုကအနာယူကနေနှစ်လလောက်အလိုမှာတော့နှစ်ဖက်ခေါင်းဆောင်တွေဟာအတူထိုင်ပြီးတော့ ငင်းကြင်ဆွေးနွေးအဖြေရှာနိုင်တဲ့အနေအထားကိုရောက်နေပါပြီလို့ Mr. Blair ကပြောပါတယ်။ Mr. Blair ကလူဖွဲ့စည်းတစ်ခုမှာလူမျိုးဘာသာမတူတဲ့သူတွေချင်းချင်းအတူရှင်တွဲပြီးနေထိုင်ကြတဲ့ဒီတိန်နဲ့လန်ဒန်မြို့ကအခြေအနေတွေကိုလည်းဥပမာပေးထည့်သွင်းပြောကြားသွားပါတယ်။အခုလိုဟောပြောပြီးမှတက်ရောက်လာသူတွေရဲ့မိကွန်းတွေကိုဗီတိန်ဝန်ကြီးချုပ်ဟောင်းကပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီလိုဖြစ်ကြရမှာဘာသာလူမျိုးမတူသူတွေအချင်းချင်းအတူတကွရှင်တွဲ့နေထိုင်ကြရပြီးဒီလိုနေထိုင်ကြရမှာတူညီတဲ့စံတန်ဘိုးတွေကိုအခြေခံကြရတဲ့အကြောင်းတူဥပေါ်တူအပြန်အလှန်လေးစားမှုတရားဥပဒေလေးစားလိုက်နာမှုဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုမျက်နှာမှုစတာတွေကိုအခြေခံကြရအကြောင်းပြောကြားခဲ့ပါတယ် certain values held in common one of which is tolerance and respect towards people who are different another advises democracy the rule of law Mr. Tony Blair နဲ့တွေ့ဆုံပွဲကိုပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်လက်ကြည့်ရှုနေရတာဖြစ်ပါရဲ့ရှင်။အခုဆက်ပြီးတင်ပြမှာကတော့အပတ်စဉ်တောက်ကြနေတိုင်းထုတ်လွှင့်ပေးနေတဲ့မှတ်မှတ်သားသားစကားများအစီအစဉ်ပဲဖြစ်ပါရဲ့။ RFA ဝိုင်းတော်သားကိုကျော်မင်းထွန်းကစီစဉ်တင်ဆက်ထားပါရဲ့ရှင်။ င်္ဂလာပါခင်ဗျာမြောက်နိုင်ငံမှာဖြစ်နေတဲ့ဘာသာရေးလူမျိုးရေးနဲ့တိုင်းရင်းသားပြည်ပခတွေကြောင့်ကမ္ဘာအလယ်မှာမျက်နှာပြက်စရာဖြစ်နေတဲ့ကြောင်းမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကရာဒေါအောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်နိုဝင်ဘာ12ရက်နေ့ကပြည်ထောင်စုလွှတ်တော်ကိုလာရောက်လေ့လာတဲ့မွန်ပြည်နယ်ချောင်းဆောင်မြို့နယ်က NLD ပါတီဝင်တွေနဲ့တွေ့ဆုံစဉ်မှာဒေါအောင်ဆန်းစုကြည်ကအခုလိုပြောခဲ့တယ်ကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်ဒီလတဲ့အတိုင်းဒီ new wave ပြည်ပကပေါ်တိုင်းတာပြည်ပကဘာသာရေးပြည်ပကလို့ဖြစ်နေတဲ့အခါကျတော့ကမ္ဘာလေမှာကျွန်တော်တို့ကတည်းက ပြောရတယ်လို့ဆရာပြောเสียဖြစ်တာမျက်နှာနေတာတော့မဟုတ်ပြမဲ့သူဆရာမျက်နှာပြတ်တော့မျက်နှာပြတ်လို့ရှိအဲ့ဒါကြီးကျွန်တော်တို့ရှောင်းတော့လူတိုင်းလူတိုင်းကကိုယ်ရှိလူတိုင်းလူတိုင်းကကိုယ်မှာတောင်းရှိရဲဆိုတာသိရဒါတော့ဒေါအောင်ဆန်းစုကြည်ပြောကြတော့ပါခင်ဗျာဖက်ဒရယ်ပြည်အောင်စုပုံစံကိုကြည့်တဲ့အခါမှာခေါင်းအေးအေးနဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့ဖြစ်နိုင်ခြေပုံစံကိုကြည့်ရမယ်လို့လည်းဒီပွဲမှာဒေါအောင်ဆန်းစုကြည်ကပြောပါတယ် ဒါအပြင်တိုင်းရင်းသားတွေကဥဆောင်ပြီးတော့အမျိုးသားယဉ်ကျေးစီကိုလှုပ်ဆောင်ရမှာဖြစ်တဲ့အကြောင်းပြည်နယ်တွေနဲ့တိုင်းရင်းသားတွေဟာအရေးကြီးတဲ့အကြောင်းပြည်နယ်တွေကနားလည်ပေးမှသာပြည်မအနေနဲ့နေသာမှာဖြစ်တဲ့အကြောင်းလဲဒေါက်ဆန်းစုကြည်ကထည့်သွင်းပြောကြားသွားပါရခင်ဗျာမြန်မာနိုင်ငံမှာနိုင်ငံရေးပြောင်းလဲတွေစတင်လိုက်ကြတဲ့ကတစ်ကမ္ဘာလုံးကချီးကျူးဝမ်းမြောက်ကြရသလိုပေါ်ပေါက်လာတဲ့အကြမ်းဖက်ပရိပခ္ခတွေနဲ့ပတ်သက်လို့လည်းစိတ်မချမ်းမမြေဖြစ်ကြရတဲ့အကြောင်းအမေရိကန်သမ္မတဟောင်းဘေကလင်တန်ကနိုဝင်ဘာ15ရက်နေ့ကပြောကြားလိုက်ပါတယ် ရန်ကုန်မြို့မြန်မာငြိမ်းချမ်းရေးစင်တာမှာနိုင်ငံရေးပါတီတွေအရက်ပဲလူမှုအဖွဲ့အစည်းတွေကိုတွေ့ဆုံပြီးဟောပြောရမှာသူရဲ့တမရသက်တမ်း20အတန်းကဘာတဝမ်းမှာကြုံတွေ့ခဲ့တဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွေအကြမ်းဖက်ပြိပခိုက်နဲ့ပတ်သက်လို့ပြောကြားရမှာမစ္စတာကလင်တန်ကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ Because everywhere on earth people are tired of people killing each other and ကြောင်လဲတွေကိုကြားရတိုင်းတစ်ကမ္ဘာလုံးကချီးကျူးဂုဏ်ယူကြပါရဲ့ဒါပေမဲ့မတူညီတဲ့လူဖွဲ့စည်းတွေကြားမှာအကျန့်ဖက်ပြိပခါတွေဖြစ်တယ်လို့သိရတဲ့အတွက်အင်မတန်စိတ်မချမ်းမမြေ့ဖြစ်ခဲ့ကြရပါတယ်။ဘာကြောင့်လဲဆိုတော့ကမ္ဘာတဝမ်းမှာလူချင်းချင်းတပ်ဖြတ်တာတွေဟာမမြင်ခြင်းမကြားခြင်းလောက်အောင်ကြုံတွေ့နေကြရတာကြောင့်ဖြစ်ပါတယ်လို့သမရဟောင်းကလင်တန်ကပြောကြားခဲ့ပါတယ်။အဲဒီဒီဘက်တော့မှာထူးထူးခြားခြားမှတ်သားမိတဲ့စကားတွေထဲမှာ မြန်မာနိုင်ငံရဲ့အရန်ငွေကြေးနဲ့ရွှေပမာဏကိုနှစ်ပေါင်း90ကျော်မှာပထမဆုံးလူသိထင်ရှားထုတ်ဖော်ပြောကြားလိုက်တဲ့စကားကိုလည်းသတိထားမိပါတယ်။နိုင်ငံပိုင်ရွှေပမာဏဟာတန်ရွှေပမာဏဟာ9တန်ကျော်ရှိပြီးတော့နိုင်ငံခြားငွေပိုင်ဆိုင်မှုပမာဏဟာအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ရှိတယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဒေါက်ခင်ဆောအူကနိုဝင်ဘာ12ရက်နေ့ကကျင်းပတဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ 2013ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာရှိတယ်။နိုင်ငံတော်ကပိုင်ဆိုင်တဲ့ရွှေပမာဏဟာတန်ရှိခုနှစ်ဒသမ1539တန်ခန့်ရှိပါတယ်။နိုင်ငံတော်ရဲ့နိုင်ငံခြားသုံးွေပိုင်ဆိုင်မှုပမာဏစုစုပေါင်းက8ဒသမ13ဘီလီယံခန့်ရှိပါကြောင်းတင်ပြအပ်ပါတယ်။ရှေးဦးကလေးတငယ်ပြုစုပြုထောင်ရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကြမ်းပုံမှန်34မှာပြစ်မှုပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီးထက်သွင်းရေးသားထားတဲ့အပေါ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်အိုခရာတော်ဆန်းစုကြည်ကကန့်ကွက်ဆွေးနွေးလိုက်ပါတယ်။ နိုဝင်ဘာ17ရက်နေ့ကပြည်သူ့လူထုအစည်းအဝေးမှာအခုလိုကန့်ကွက်ပြောကြားလိုက်တာဖြစ်ပြီးအတိုက်ခံခေါင်းဆောင်တဦးအနေနဲ့ဥပဒေကြမ်းအဆိုပြုချက်တစ်ခုကိုပထမဆုံးအကြိမ်လူသိထင်ရှားကန့်ကွက်လိုက်တာလည်းဖြစ်ပါတယ်ဥပဒေကြမ်းကော်မတီကပြောသွားတာဒီမိုကရေစီလူနယ်တဲ့အချိန်မှာ ပြစ်ဒဏ်ဆိုတာလိုတယ်ပြစ်မှုပြစ်ဒဏ်ဆိုတာလိုတယ်ဆိုတော့ကျမတို့ကပြောင်းပြန်လို့မှာကျမတို့ဒီမိုကရေစီနုနယ်နေတဲ့အချိန်မှာဆိုလို့ရှိရင်တရားဥပဒေစိုးမိုးရေးပေါ်ပေါက်ဖို့အတွက်ဥပဒေဆိုတာပြည်သူလူထုကိုကာကွယ်ဖို့ဖြစ်တယ်ပြည်သူလူထုကိုဓာတ်ပေးဖို့မဟုတ်ဘူးဆိုတာကိုထင်းထင်းရှားရှားကျမတို့အများသိအောင်လုပ်ပေးဖို့လိုပါတယ်ဒီမှာဆိုလို့ရှိရင်ရရွာအခြေပြုအိမ်အခြေပြုဆိုတာဟာကလေးလေးတွေကိုအိမ်မှာခေါ်ပြီးတော့ထိန်းတာနေကလေးရင်းဌာနဖွင့်တာနဲ့မတူပါဘူးအဲ့တော့နေကလေးရင်းဌာနဖွင့်တာတော့ပဲဓာတ်ကြီးလို့ပေးမယ်ဆိုရဲဆိုတာလည်းမသိတော့တဲ့အပြင်အိမ် င်းမှုပြစ်ဒဏ်ဆိုတာကိုကျမလည်းကောက်ပဲဒါတော့ဆန်းစုကြည်ပြောကြတော့တာပါ အခုတော့မမတ်သားသားစကားများစီစဉ်ရတော့လောက်ပါတယ်ခင်ဗျာကြည့်ရှုနားဆင်ကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ピッ ီစဉ်တွေကိုကြည့်ရှုနေကြရတာပါကျမတို့ RFA လွတ်လပ်တဲ့အာရှအတန်ရဲ့အတန်လွှင့်အစီအစဉ်နဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုကွန်ပျူတာ